နတ်ပြည်နဲ့အနည်းဆုံးလို့တင်စားရမယ်ရင်သက်ရှူမောပဲလမ်းမကြီး၃ခုလူချင်းမင်းတို့ရေနတ်ပြည်နဲ့အနည်းဆုံးဆိုတဲ့စကားလုံးကိုကြားလိုက်ရင်ဘာကိုပြင်းမြင်မိပါသလဲဒိန်နေဖုံးနေတဲ့တောင်တန်းနေလားဒါမှမဟုတ်ရင်သက်ရှူမောစရာကောင်းလို့နဲ့ရှူခင်းနေလားဒါပေမဲ့ဒီနေ့ကျွန်တော်ပြောပြမယ်နတ်ပြည်နဲ့အနည်းဆုံးဆိုတဲ့အသေးပေကတော့ရှူခင်းတွေကနတ်ပြည်တများလှပနေသလိုလမ်းချင်းတွေကလည်းလက်တလုံးလောက်ချော်လိုက်တာနဲ့လူချင်းမင်းရဲ့ဝိညာဉ်ကိုနတ်ပြည်စီတန်းခေါ်သွားမယ့်နေရာမျိုးတွေကိုဆိုလိုတာပါနေတိုင်းမျိုးပြရဲ့ကားကြက်တဲ့နေရာတွေမှာမောင်းရတာပြင်းနေပြီလား ဂုံးပေါ်မှာကောင်းမောင်းရတာယိုဤနေပြီလား။ဒါဆိုရင်တော့အခုပြမယ့်နေရာကိုသာဝါသနာရသွားခဲ့လိုက်ပါ။ဒီနေရာကအိမ်ကမိမနဲ့ရံဖြစ်ပြီးစိတ်ညစ်လို့ထွက်ပြေးခြင်းတွေအတွက်တော့တကယ်ကိုနိဗ္ဗာန်ပုံပါပဲ။ဒါပေမဲ့သတိထားရမှာတစ်ခုကဒီလန်းနေဟာအလားပါဆုံးဆိုတဲ့ခေါင်းစဉ်အောက်မှာအန်ဒီရဲ့အငွေးတက်တွေနဲ့ဖုံးလွှမ်းနေပါလိမ့်။လူကြီးမင်းရဲ့အတဝိညာဉ်ကိုအချိန်မရွေးနှုတ်ယူသွားနိုင်တဲ့နေရာတွေဆိုတာပါပဲ။ကဲ၊ဒေမင်းရဲ့စကားစမြည်ပြောဖို့အဆင်သင့်ဖြစ်ပြီဆိုရင်တော့နတ်ပြည်နဲ့အနီးဆုံးလမ်းမကြီး၃ခုကိုစာကြည့်လိုက်ကြရအောင်။ ပထမဆုံးအနေနဲ့ကဘာဝမှာအလားအပါဆုံးတဲ့အမိုက်ဆုံးတရားကိုပြပါဆိုရင်တော့အခုပုံထဲမှာမြင်နေရတဲ့တရုတ်နိုင်ငံအန်ရှီမျိုးကတရားကိုပဲလက်ညှိုးထိုးပြရမှာပါဒီတရားရဲ့ထူးခြားချက်ကတော့ကဘာအခြားဘယ်နေရာမှာမှမရှိတဲ့ဒီဇိုင်းပါပဲတာမန်တရားတွေလိုမျိုးတိုင်းနေဆိုင်ပြီးတော့ခိုင်ခိုင်ခန့်ခန့်စောက်ထားတာမဟုတ်ပါဘူးရေမျက်နှာပြင်ပေါ်မှာပေါ်လို့ပေါ်နေတဲ့ဖောင်မျိုးစားတရားရှိကြီးတွေဖြစ်ပါတယ်တစ်တော်ကြီးဝင်းရံထားတဲ့မြစ်ကြောင်းတိုင်းအကွေအကောက်ဖောက်လုထားတာမျိုးအပေါ်စီးကနေကြည့်မယ်ဆိုရင်ဇိမ်းလန်းတဲ့ရေပြင်မှာနားနေတဲ့ငကားကြီးတစ်ကောင်လိုလှပါနေမှာပါ ဒီနေရာကိုရောက်သွားရင်တော့လူကြီးမင်းအနေနဲ့မျိုးပြရဲ့မွန်းချမ်းမှုတွေပြေပြောက်သွားမှာဖြစ်တယ်လို့မတော်တဆရေထဲပြုတ်ကျသွားခဲ့ရင်လည်းဘဝရဲ့ဒုက္ခတွေအလုံးကိုအပီးပိုင်မေးပြောက်သွားနိုင်မယ့်အခွင့်အရေးကိုပိုင်ဆိုင်ရမှာဖြစ်ပါလိမ့်။ခေါင်းမောင်းနေတဲ့ခန်းစားချက်ကလည်းတော်တော်လေးထူးခြားပါလိမ့်။လူကြီးမင်းနဲ့သူမရဲ့ relationship လိုပဲရင်းရိုင်နေတဲ့သဘောရှိပါလိမ့်။ကားစီးဖြတ်သွားတိုင်းတရာကနစ်လိုက်ပေါ်လိုက်ဖြစ်တတ်ပြီးဘီဘက်ကိုရေလိုင်းခရက်လေးတွေကားထွက်သွားတာကတကယ်ကိုမျက်စိပရာတာဖြစ်စေပါလိမ့် ဒါပေမဲ့သတိထားရမှာကဒီလမ်းပေါ်မှာ Fast and Furious ရိုက်လို့မရပါဘူး။အရှိန်နဲ့နဲ့ပြင်လိုက်တာနဲ့တရာကမွေးတကောင်လိုတွန့်လှန်သွားမှဖြစ်ပြီးလူကြီးမင်းရဲ့ကားဟာလေးပဲရေထဲကိုကျွန်းထိုးမောက်ခုံချသွားနိုင်ပါ ರಿ ။လိုင်းစီရတာကြိုက်တဲ့သူတွေအတွက်ကတော့ကားမောင်းရင်လိုင်းစီသလိုခံစားရမယ့်တခုရီးသောနေရာပါ။ဒုတိယတစ်ခုကတော့ပို့ပြီးတော့ထူဆန်ပါ ರಿ ။သူမပေးခဲ့တဲ့ဂရီးတွေလိုမျိုးရှိနေလျက်နဲ့ရုတ်တရက်ပျောက်သွားတဲ့လမ်းမျိုးကိုမောင်းကြည့်ခြင်းနဲ့ဆိုရင်တော့ပြင်သစ်နိုင်ငံကိုသွားရပါလိမ့်မယ်။ passage to kwa lo kho re di lan ga goun twin mai ne jwon tuk khu ko sat twe pi thar a phit pi de ni ma na chain law yi auk ko ngou ngou twa rat par di ရည်တက်လာပြီဆိုရင်ဒီလမ်းမကြီးဟာပင်လယ်ရေအောက်73ဘီလောက်အထိရောက်သွားရပြီ။ဘာလမ်းမှမသိရအောင်ပျောက်ကွယ်သွားရပါလိမ့်။ပင်လယ်ရောက်ရောက်သွားတဲ့လမ်းမကြီးပါ။ဒါကြောင့်မလို့ဒီလမ်းကိုဖြတ်မယ်ဆိုရင်ဒီအတိုင်းဖြတ်ချင်တိုင်းဖြတ်လို့မရပါဘူး။ရေချမဲ့အချိန်ကိုစောင့်ရနိုင်ပါလိမ့်။ တကယ်လို့လူချင်းမင်းကငါကောက်မလေးပြန်လာမယ့်အချိန်ကိုတော့စောင့်နိုင်သေးတာဒီလောက်ရေကြတာလေးတော့စောင့်နိုင်မှာ၄ကွာဆိုပြီးစိတ်ရှိလက်ရှိစောင့်ပြီးမှဖြတ်မောင်းမယ်ဆိုရင်တော့အဆင်ပြေပါပြီဒါပေမဲ့ဒီလမ်းရဲ့ကြောက်စရာကောင်းတဲ့အချက်ကလမ်းပေါ်မှာကန့်နေတဲ့ရေညှိတွေပါပဲရေကြသွားလို့လမ်းပေါ်လာရင်တော့ကားဘေးနေကချော်နေတတ်ပါပြီအစိုးဆုံးကတော့ကန်ဆိုးချင်ရင်လူချင်းမင်းကောင်းမောင်းနေတော့လမ်းတစ်ဝက်ရောက်မှရေတက်လာခဲ့မယ်ဆိုရင်မှ အဲ့ဒီအချိန်ကျရင်တော့ကားပေါ်ကနေအမြန်ဆင်းပြီးတော့အနီးနောက်မှာပြုလုထားတဲ့အသက်ကယ်ဆင်းမြင့် rescue tower တွေပေါ်ကိုမြောက်တကောင်လိုပြေးတက်ဖို့သာပြင်ထားလိုက်ပါလူကြီးမင်းအနေနဲ့ကိုယ့်ရဲ့တံမိုးကြီးကားလေးရင်းနေသွားတာကိုဘာမှတန်နိုင်မှာမဟုတ်ပါဘူးဒါကြောင့်ဒီလမ်းကိုကားစားတဲ့လမ်းလိုတောင်တင်စားကြပါလိမ့်နောက်ဆုံးတစ်ခုကတော့ Norway နိုင်ငံမှာရှိတဲ့ Atlantic Road ပါဒီလမ်းမကြီးကတော့ကမ္ဘာပေါ်မှာအလားအပါဆုံးလမ်းစင်းမှာရောအန္တရာယ်ရှိဆုံးလမ်းစင်းမှာပါထိတ်ဆုံးကပါနေပါလိမ့် ပုံကိုကြည့်လိုက်တာနဲ့အင်ဂျင်နီယာကအရက်မူးပြီးဆွဲထားသလားထင်ရအောင်လမ်းကကွိကောက်ပြီးတော့ပြက်ကျနေတယ်လို့ခန်းစားရမှာပါ။ Storsy Sanders လို့ခေါ်ရတဲ့တရားကတော့အကြော့ကြားဆုံးပါပဲ။သူ့ကိုကြည့်လိုက်ရင်လမ်းကကောင်းကင်ဘော်ထောင်တက်သွားတယ်လို့ဖြစ်နေပြီ။တစ်ဖက်မှာဘာရှိလဲဆိုတာမမြင်ရပါဘူး။ဒါဟာမျက်လဲပြကွက်တစ်ခုလိုပါပဲ။ဘင်လေကိုင်းရန်တွေကိုဆက်သွဲထားတာဖြစ်လို့ဥရုယာတီသားယာနေရင်တော့ကဘာအလှဆုံး driveway တစ်ခုဖြစ်ပေမယ့်ယာတီဥရုဆိုးရွားတဲ့ရက်တွေမှာဆိုရင်တော့ငရေကမ်းပါပဲ။လိုင်းလုံးကြီးတွေကကားပေါ်အထိတိုက်ရိုက်ခက်လေရှိပါသေး ကောင်းမောင်းနေရင်ငါလမ်းပေါ်မှာမောင်းနေတာလားရေထဲမှာမောင်းနေတာလားဆိုပြီးတန်တရားဝင်သွားနိုင်ပါလိမ့်ဒီလမ်းပေါ်မှာမောင်းနေရတာကသူမမရှိတော့တဲ့လူကြီးမင်းရဲ့အနာဂတ်လိုပဲဘာဖြစ်လာမလဲမသိနိုင်တဲ့ရင်ခုန်စိတ်လှုပ်ရှားမှုတွေကိုပေးစွမ်းနိုင်ပါပါအသေးကွဲနေတဲ့သူတွေဒီလမ်းကိုသွားမောင်းမယ်ဆိုရင်တော့လှိုင်းပုတ်တဲ့တန်းကိုခံရမလားလမ်းလျှော်ပြီးပင်လယ်ထဲပဲဆင်းသွားမလားဆိုတာကံတရားကိုပဲပုံအပ်ရမှာဖြစ်ပါလိမ့်အဝေးကကြည့်ရင်လမ်းပြက်ကျနေတယ်လို့မြင်ရတဲ့မြင်ကွင်းကလေနှလုံးရောဂါရှိတဲ့သူတွေအတွက်တော့ဈေးရုံတန်းရောက်သွားနိုင်လောက်တဲ့အတွေ့အကြုံပါပဲကဲ ဒီနေ့တော့နှက်ပြင်းနဲ့အနည်းဆုံးလို့တင်စားရလောက်တဲ့အိမ်မက်ဆံပြီးတော့ကြက်သိန်းထားစီရောက်ကောင်းတဲ့လမ်းမကြီးတုံးကူကိုတင်ဆက်ပေးခဲ့တာပါ။တဘာဝတရားရဲ့အလားပေါက်ကိုခန်းစားရင်တေမင်းနဲ့ထိတ်တိုက်တွေ့ခြင်းနဲ့ဆိုရင်တော့ဒီလမ်းတွေကအတင်တော်ဆုံးပါပြီ။လူကြီးမင်းတို့သာဆိုရင်ရောရေပေါ်မှာပေါ်လို့ပေါ်နေတဲ့လမ်းလားရေအောက်ကိုငုံငုံသွားတဲ့လမ်းလားဒါမှမဟုတ်လှိုင်းလုံးတွေကြားကမူးနောက်ဆီရလမ်းလားဒီတုံးကူတွေကဘယ်လမ်းကိုရွေးချယ်ပြီးတော့မောင်းနှင်ခြင်းလဲဆိုတာဂုမမှာပြောပြပေးခဲ့ကြပါဦး။ တကယ်လို့မတော်ဆာများဒီနေရာတွေကိုရောက်သွားခဲ့ကြရင်မြမဩဘာလေးမပါသွားရင်နောက်မှအသက်အာမခံလေးတော့ထားသွားကြဖို့အကြံပေးရင်နောက်တစ်ခေါက်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်။